နေ့လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025မတ်လ22ရက်နေ့ကနေ31ရက်နေ့အတော်တွင်မှာအပြောင်းလဲတဲ့ဒုတက်မှုတွေရှိတယ်။ရှင်မန်းချက်စစ်တွေကောင်းတဲ့ဖို့အောင်မြင်မှုကို ရရှိနိုင်တယ်။ကိုပိုင်စွန်းစားတဲ့ဘဝတလန်းကိုဖန်နည်းနိုင်တဲ့နေသားရှိတယ်။ယမနာလိုသူတွေနဲ့ထိတ်တိုက်တွေ့မယ်။ ဆက်ပစ္စည်းလျက်စီပစ္စည်းတွေအပြောက်ရှာပစ္စည်းများမယ်။ကြားဝင်တောင်ယူခြင်းအမှခတ်ခြင်းရှောင်ရမယ်။ရန်တိုက်ကန်တဲ့ရှင်ပြည်လုခဲ့မှုတွေမှာပေါ်ပေါက်လာတဲ့အခက်အခဲတွေကိုရင်ဆိုင်ဖြစ်ရှင်ပြည်နေ့ကိုးစနေနေကောင်းရမြတ်ဖြစ်တဲ့အဲ့ဒီမှာလူရဲကံရည်တွေမှာတော့နှောင့်နှေးမယ်စိတ်ရှိသီးခံပြီးလုပ်ရင်ဆင်းပြေမယ်။မြင့်မြတ်တဲ့ဒိဋ္ဌံဝိဉ္ဇဉ်ကိစ္စတွေဆောင်ရွက်နိုင်တယ်။23ရက်နေ့အလုံးစုံကောင်းတယ်။အခက်အခဲတွေကြားရထိုးပေါက်ပြီးတိုးတက်သွားမယ်။ 24ရက်နေ့ရပိုင်ခွင့်နေလက်ဝဲပြရမယ်။ရာဆင်ပြေမယ်။25ရက်နေ့မှာဝေကြီးကံလုပ်ငန်းကစီးပွားကံအထူးထုတ်တဲ့တဲ့26ရက်နေ့မှာရီမန်းသားဒီတို့ရဲ့အနှစ်သာရကို ရရှိမယ်။မိကောင်းဆွေကောင်းထောက်ကူတွေနဲ့ဘဝတိုးတက်မှုကို ရရှိမယ်နေ့တစ်ခုဖြစ်တဲ့28ရက်နေ့အရာရာအောင်မြင်မှုနဲ့တိုးတက်မှုရဲ့နှစ်သာရကိုရတယ်။အခက်အခဲကိုဖြေရှင်းနိုင်တယ် 28ရဲ့နေ့မှာလူယုံဒုက္ခပေးမယ်လူလင်ဒုက္ခနဲ့ကျူးဆက်ရတဲ့တဲ့အတိုက်ခံများမယ်29ရဲ့နေ့အဲ့ဒီနေ့မှာနေချက်တဲ့နေ့ဖြစ်တယ်အသွာလာနေတဲ့ကျူးဆက်ပါယံပတိဘက်ကကိုရှောင်ပါအခက်ခဲတွေလိုက်လာကူညီပေးလိုက်ပါ30ရဲ့နေ့ကတော့ထူးခြားတဲ့ကံပေါ်ပြီးတော့အစဉ်ပြေလာတယ်အခက်ခဲကြော်လွားနိုင်မယ်ငွေကြေးကံကောင်းခြင်းတွေကိုကြုံမယ် အဲ့ဒီနေက ကောင်းစီကောင်းဆုံးနေကောင်းရဲ့မြတ်တခုဖြစ်တယ်အဲ့ဒီနေမှာကောင်းစီကောင်းဆုံးပြုခြင်းဖြင့်ဘေးရကင်းကြနေကင်းနေရှိတယ်အသွာလာနေထိုင်ကျူးဆက်ရမယ်မြောက်ရောက်တည်သွားစေနေဖြစ်တတ်တယ်အချိန်ကာလအဖြစ်မနေ့စနေခွဲနဲ့ဆက်နိုင်ကြသွာလာကျူးဆက်မယ်ကြံချိန်ကုန်ကောင်းပါနဲ့30ရက်နေ့မှာ ကောင်းခြင်းနှမိတ်နဲ့ကြိုးပင်းခြင်းကံတွေကိုရရှိကြိုးပင်းတဲ့နှမိတ်ကိုတွေ့ရပါတယ်။ဒီကာလအတော်တွင်မှာကြာသပတိနေ့တောက်ကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်။အင်္ဂါဗုဒ္ဓနေ့မွေးသူတွေကိုဒုက္ခပေးတတ်တယ်။အပြာရောက်ညောင်ချက်သွေးရောက်တို့ကိုသုံးမှာနံပါတ်3ခု9ခန်းနေ့ကိုကျိုးပေးတဲ့ခန်းနေ့ဖြစ်သုံးဆွဲနိုင်ပါတယ်။ ကောင်းခြင်းကံကြမ္မာနဲ့အလုံးစုံ ကောင်းခြင်းနမိတ်တွေကိုရရှိစေရန်အတွက်30ရည်နေ့မှာခေါင်းစည်းခေါင်းလျှော်ပြုပါ March 30ရက်နေ့မှာခေါင်းစည်းခေါင်းလျှော်ပြုရင်ထူးခြားစွာကံကောင်းတတ်တယ်အလိုဆန္ဒရှိတာ အောင်မြင်နိုင်တယ်ဖုံးကံမြင်မနိုင်တယ်တောင်းတဲ့တွေ့သုံးချဆောင်ရွက်ပါကျေးဇူးတင်ပါတယ်ဟင်္ဂါနေ့မွေးသူ အားလုံးမင်္ဂလာပါ 2025ခုနှစ်မတ်လ22ရက်နေ့ကနေ30ရက်နေ့အတွင်းကာလမှာအပြောင်းလဲတွေရှိတဲ့ခီးကံကောင်းမဲ့လူမျိုးရဲ့ကြိုးပင်းမဲ့အရာဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တွေကြိုးပင်းပြီးတော့ဝေကြီးကလမ်းကြောင်းနဲ့ဘဝလမ်းကြောင်းနဲ့ပေါ်ထွန်းနဲ့ချက်ချင်းဆုံးပြတ်ပြီးရှေတိုလိုကန်ချင်းတို့ရဲ့ကောင်းသောကြိုးစဲနဲ့တိုးတက်မှုကိုကြုံမယ်ဝေကြီးလလဘန်းနဲ့စီဝါရေးရကန် အဖျားပြကောင်းစွာတိုးတက်ရန် တိုက်ခံနေရှင်ပြီးလောက်ရမယ်၂၀နှစ်နဲ့ကိုးစနေနေသူနေမြတ်အဲ့တော့မြန်မာလကိုးရနေနဲ့စနေနဲ့တိုက်ဆက်နေနေဖြစ်တော့ထူးခြားတဲ့စွမ်းရှိနေတယ်၂၃ရက်နေ့မှာအရေးအချင်းတွေပေါ်လွင်ပြီးတော့လုံးသမျှတိုးတက်ခြင်းရဲ့အနှစ်သာရတော့ကြုံမယ်၂၄ရက်နေ့မှာစမ်းပွင့်မယ်မိကောင်းဆွေကောင်းထောက်ကူရမယ်ရှင်ပြိုင်မှုအောင်မြင်မယ် 25ရက်နေ့မှာပေါ်ပေါက်လာတဲ့ကြံ့ကြံ့နေလက်တွေ့သုံးချနိုင်တဲ့ဒီနေ့ဒီရက်တွင်းမှာစိတ်ထဲမှာပေါ်လာတဲ့လက်တွေ့စွမ်းသပ်ပါရှေ့တိုးလို့ပါအောင်မြင်မယ်အရဝေးရကောင်းသတင်းကြုံမယ်26ရက်နေ့မှာသီးသန့်လှူရှားပြီးလုပ်တဲ့လို့တရားထူးထူးခြားခြားအောင်မြင်ပြီးတော့အထုတ်တွေကိုရောက်မယ်28ရက်နေ့ကရန်အားလုံးကိုကြော်လွှမ်းနိုင်တဲ့ခက်ခဲဖြစ်ရှင်းရကောင်းတဲ့ရက်ဖြစ်တယ်28ရက်ခေါင်းမှချင်းတစုထိုးလို့ခြင်းကြောင့်ခွေးရင်းတစ်ခုလက်တလုံးကြားဆုံးရှုံးမယ် အတိုက်ခံကြထိုးပပြီးတိုးတက်နိုင်တဲ့နေသားရှိတယ်။နဆက်ရှိရဲ့နေမှာစိတ်ပင်ပန်းလူပင်ပန်းဖြစ်ပြီးမှရာရာဆင်းပြေမယ်။အတိုက်ခံကြမှ တိုးတက်မယ်။နဆက်9ရက်နေအဲ့နေဟာနေချက်တဲ့နေဖြစ်တယ်။ဘာလို့လို့သတိထားရမလဲ။ဒီအဲ့နေမှာမင်္ဂလာယူပြီးလို့တာရှောင်းရမယ်။စတဲ့ခြင်းမှန်သမျှရှောင်းရမယ်။လုံးလက်ဆရှည်တို့လို့တာတွေတော့ဆောင်းရနိုင်တဲ့နေသားရှိတယ်။ 30ရည်နှစ်မှာမတော်တဆထိခိုက်မှုနဲ့ကြီးဆက်ရမယ်။မြောက်ရကုတ်တည်သွားစရာနဲ့ရှိတဲ့တဲ့မနဲ့ကိုယ်နိုင်နဲ့ဆယ်နိုင်ခွဲကြသွားလာကြီးဆက်ရမယ်။ကြံချိန်ကလုံးကောင်းတယ်။ငွေကြေးကံလုပ်ငန်းကံတွေနဲ့တန်လန်းနေတနေ့သာဆက်လက်ဆင်ပြေတဲ့ဖြင့်30နှစ်ကခေါင်းစေးခေါင်းချော်ပြည့်ရအင်ပဒံကောင်းတဲ့ရက်ဖြစ်တယ်။30ရည်နှစ်မှာရှင်ပြန်မှုမှမြောင်မြင်ခြင်းဘဝတိုးတက်ခြင်းကံမြင်မှခြင်းအလိုဆန္ဒပြည့်စုံခြင်းတွေကိုဖန်တီးနိုင်တယ်။ တပတ်တာကာလအတွင်းခြားသာပရိပုနေဗုဒ္ဓနေစနေနေ့မွေးစုတွေကောင်းကျိုးပေးမယ်တနင်္ဂနွေတနင်္လာမွေးစုတွေဒုက္ခပေးမယ်ဇန်နေ့မွေးစုတွေကတော့ပုံမှန်လေလတ်အချိုးပေးပါတယ်အရေးကြီးတဲ့ကိစ္စတွေလုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာအပြာရောင်မီးခွန်းရောင်နှုတ်နှစ်ရောင်တို့ကိုသုံးပါနှစ်ခုကိုကနန်းတွေကိုချိုးပေးတဲ့ကနန်းတွေဖြစ်သုံးဆွဲနိုင်ပါတယ်ကောင်းသောကံကြမ္မာနဲ့တိုးတက်ခြင်းရစေရန်တို့ငါ နေနီးပါးမှာရှိတဲ့ဘုန်းတော်ကြီးเจ้าမှာစံလူဒါနပြည့်ခြင်းဆောင်ရွက်ပါကျေးဇူးတင်ပါတယ်ဘုထုနဲ့မွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်မတ်လ22ရက်နေ့ကနေ31ရက်နေ့အတွင်းတည်ရှိနေတဲ့ကာလဟာကောင်းသောကံတိုးတက်တဲ့အနေအထားတွေရှိတယ်ဖြစ်ခြင်းနဲ့ဆန္ဒလူခြင်းနဲ့ကိစ္စတွေလက်တွေ့လို့လို့ရစူပေါင်းလုပ်ငန်းအကျိုးပေးမယ် မိခေါင်းဆွေခေါင်းထောက်ကူရမယ်20နှစ်နဲ့အဲ့ဒီကမြန်မာလာ9ရက်နေ့နဲ့စနေနေ့တိုက်တဲ့9စနေနေ့ရတကူကြီးတယ်စွမ်းအားကြီးတယ်အဲ့ဒီမှာကိုစန္ဒရှိတာတွေဒိဋ္ဌန်တွေလုံးလို့အမတန်ကောင်းတဲ့နေ့ဖြစ်တယ်23ရက်နေ့ကပြဿနာဟောင်းတွေပြန်ဖြေရှင်းနိုင်တယ်အပြောင်းလဲနဲ့တိုးတက်မှုတွေကိုဖန်တီးနိုင်တယ်24ရက်နေ့ကမိခေါင်းဆွေခေါင်းထောက်ကူရနိုင်တယ်စူပေါင်းလုပ်ငန်းတွေကျိုးပေးနိုင်တယ်ဝေကြီးအပေးယူတော်သတိထား 25ရက်နေ့မှာပေါ်ပေါက်လာတဲ့ခွင့်ရည်တွေကိုလက်တွေ့သုံးချပြီးတိုးတက်မယ်အရဝင်းနဲ့ဆက်သွယ်လို့ကောင်းတယ်26ရက်နေ့မှာပြတ်နေတဲ့ဆက်သွယ်နဲ့ပြန်လဲဆက်ဆက်နိုင်တယ်မြေတားရေးကံကောင်းမယ်29ရက်နေ့ကငွေကြေးကံလုပ်ငန်းကံကောင်းတယ်အခက်အခဲဖြေရှင်းနိုင်တယ်28ရက်နေ့ကစိတ်သောကရောက်နေသူတွေကိုလိုက်လံကူညီရတတ်တယ်ငိုကြွေးသူတွေကိုလိုက်လံကူညီရတဲ့ကိစ္စတွေကြုံနိုင်တယ်အဲ29ရက်နေ့မှာနေချက်တယ်သိသတိထားမယ် အဲ့ဒီနေ့မှာပြဿနာမဖြစ်အောင်နေရမယ်ဖြစ်ရင်အင်မတန်ဖြည့်ရှင်းရခက်တတ်တယ်။တပတ်သူကြက်တဲရှိနေတာတိုက်ကူညီလိုက်ပါ30ရင်းနေရတော့ကောင်းစီကောင်းစုပြုလို့အင်မတန်ကြက်စီရှိခြင်းတိုးတက်ခြင်းနဲ့ကံကောင်းခြင်းရှိနိုင်တယ်။အဲ့ဒီနေ့မှာပဲမြောက်ရကုတ်ဒီသွားစရနေဖြစ်တတ်တာသတိထားရမယ်။မနေ့ဆယ်နှစ်ခွဲနဲ့၁၂နှစ်ကြာသွားလာကြည့်ဆက်ရမယ်။30တည့်နေ့ရတော့အလိုပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းရှိမယ်။ ခက်ခဲတဲ့ကိစ္စတွေကို ပြေလည်အောင်ဖြစ်ရှိနိုင်ခြင်းကိုချုပ်တွေ့ရမှာဖြစ်ပါတယ်တောက်ကြနေဗုဒ္ဓနေအင်္ဂါနေမွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေနေ့တနင်္လာနေ့မွေးသူများနဲ့ပူးပေါင်းပြီးလုပ်တဲ့ကိစ္စတွေကအတိုက်ခံလေးတွေရှိတတ်တယ်။သုံးခုကိုကနန်းနေအကျိုးပေးတယ်။အပြာရောင်ပန်းရောင်နုနေရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်ပါ ကောင်းသောကံကြမ္မာနဲ့တိုးတက်ခြင်းများရစေရန်နေနီးပါမှရှိတဲ့ဘုန်းတော်ကြီးเจ้าမှာရေလူတန်းချင်းပြုပါကျေးဇူးတင်ပါတယ်ကြာသပတိနေမွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်မတ်22ရက်နေ့ကနေ31ရက်နေ့အတွင်းမှာအရေးပါတဲ့ဆုံးဖြတ်ချက်တွေထပ်မံပြီးမြန်မာ့ရဲ့အဆင့်ဘဝအခြေအနေကိုကူးပြောင်းမယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလောကရှင်တို့ရဲ့ကောင်းသောကြိုးရမယ် ဝေကြီးပေးယူကိစ္စလုံငန်းရေးရာကိစ္စစီးပွားရေးရာကံဖျားပြားပမ္မန်နဲ့မြင့်တဲ့နေထားနဲ့တိုးတက်တဲ့ဆေးဝါးကိုရမယ်ကိုပဲယက်တီချင်းနဲ့လောကန်ချင်းတို့ရဲ့အကျိုးဆက်တွေကိုလည်းရရှိပြီးတော့လိုရာပြည့်စုံသွားမယ်ဒီမှာအရာရာကောင်းတဲ့ကံပေါ်တဲ့နေ့ကကိုစနေနေ့ရဲ့ထူးခြားတဲ့စွမ်းသက်တည်ရှိတယ်မြန်မာလကိုရနေ့နဲ့စနေနေ့နဲ့တိုက်ဆိုင်တာဒါထူးခြားတယ်ဒီနေ့မှာမြင့်မြတ်တဲ့ကိစ္စတွေဆောင်ရွက်ပါ၂၃ရက်နေ့မှာဥတီကျက်တိရှေတိုးလို့ရပိုင်ခွင့်နေပြန်တော့ 24ရက်နေ့ဒုသမြအောင်မြင်တိုးတက်မှုကိုမလွဲကြုံပဲ25ရက်နေ့မှာရှင်ပြိုင်မှုမှန်သမြအောင်မြင်မယ်26ရက်နေ့ကပြဿနာများသောနေ့ဖြစ်တယ်ရန်နဲ့ရှင်ပြီးလောရတတ်တယ်29ရက်နေ့မှာစိတ်ချမ်းသာစရာတွေကြုံမယ်အပြိုင်ဆိုင်အားလုံးကိုကြော်ပြီးတိုးတက်မယ်28ရက်နေ့ကခီးကံပြောင်းလဲကံကောင်းတဲ့နေ့တစ်ခုဖြစ်တယ်26ရက်နေ့အဲ့ဒီနေ့ နေချက်တဲ့နေဖြစ်တယ်သွားလာနေထိုင်နေရွဆက်ရမယ်ကိုနှဘေးမှာဒုက္ခရောက်တဲ့သူတွေ့ချက်ချင်းခုပါ30ရက်နေ့ကောင်းစီကောင်းဆောင်ရကောင်းဖြစ်တဲ့ကျင့်စီရှိခြင်းကံတိုးတဲ့ခြင်းဘဝတိုးတဲ့ခြင်းကြုံမယ်ဒါပေမဲ့မတော်တဆထိခိုက်မှန်ဒီကူးဆက်ရမယ်မြောက်ရကုန်တည်သွားစံနေဖြစ်တဲ့တည်းမနဲ့စံတိုင်ခွဲနဲ့ဆရနိုင်ကြသတိထားရမယ်30ရက်နေ့မှာတော့အပြောင်းလဲနဲ့တန်လန်းပေါ်မယ်ရည်မှန်းချက်အောင်မြင်မယ် အလိုဆန္ဒအလိုပြည့်စုံကြိုးပေးခြင်းကိုကြုံနိုင်တယ်။တနည်းလာနေငံနေဗုဒ္ဓနဲ့မွေးစုတွေကောက်ကြိုးပေးပြီးတော့တနည်းကနေနေစနေနေ့မွေးစုများကြောင့်စိတ်နှောက်ရွှေတွေဖြစ်တတ်တယ်။တစ်လေးကိုကနန်းနေကြိုးပေးတဲ့အဝါလိမ်မော်ရွှေဟိုရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါ။အိမ်မှာရှိတဲ့စေဘူးစေခွက် စေပလီအဟောင်းတွေဆွန့်ပြစ်လိုက်ပါ။အညာဆိုးကင်းပြီးကောင်းခြင်းကံတွေရရှိလာပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်။ ကောက်ကြနေပွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မတ်လ20ရက်နေ့နေ့30ရက်နေ့အတွင်းအပြိုင်ဆိုင်တွေအားလုံးကိုကြော်လွားပြီးလိုရာပြည့်စုံသွားမယ်စိတ်ကူးသည့်ရည်မှန်းချက်သည့်တွေလက်တွေကောင်းတဲ့ပေါ်နေတဲ့လုံငန်းချက်တွေမြို့တာကျိုးပေးမယ်အခေခဲအားလုံးကိုကြော်လွားပြီးဘဝတိုးတက်မယ်ကိုယ်ပိုင်ရည်တည်ခြင်းနဲ့လုံခြုံတဲ့ကိစ္စမှန်သမျှထူးခြားတဲ့အကျိုးဆက်နဲ့တိုးတက်မှုကိုရသွားနိုင်တယ်မိသားစုနဲ့ပတ်သက်တဲ့ကောင်းခြင်းတိုးတက်ခြင်းသတင်းစကားကိုကြုံတဲ့နေရာ ထူးခြားတဲ့နေ့အဲ့ဒီနေ့က6စနေနေ့အဲ့ဒီနေ့လာဆုံး6ရက်နေ့နဲ့စနေနဲ့တိုက်ဆိုင်တာအထူးထူးခြားတယ်အဲ့ဒီနေ့မှာအရေးကြီးတဲ့ကိစ္စလုပ်ပါအဋိဌာန်ဝင်ကြီးတွေလုပ်ပါ23ရက်နေ့ကတော့ပြဿနာတွေဖြေရှင်းရမယ်ရန်တိုက်ခံတဲ့ရှင်ပြီးလုပ်ရမယ်24ရက်နေ့မိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတိုးတက်မယ်25ရက်နေ့ခီးကံကောင်းမယ်အပြောင်းလဲနဲ့တိုးတက်မယ်26ရက်နေ့အသေးစားထိခိုက်မှုကူဆက်ရမယ်အတိုက်ခံကြတိုးတက်မယ်ငွေဝင်မယ်29ရက်နေ့လက်ပွင့်ခြင်းကံပွင့်ခြင်း အလိုပြည့်စုံခြင်းပြဿနာနဲ့ဖြေရှင်းရခြင်းပေါင်းစည်းဖြစ်နေတယ်28ထူးခြားသောကံတလန်းနဲ့ဘဝတလန်းပေါ်လိမ့်မယ်29ရက်နေ့အဲ့ဒီနေချက်တယ်အရာရာသတိထားရမယ်အဲ့ဒီသွားရင်းလာရင်တွေ့တဲ့ဒုက္ခပုဂ္ဂိုလ်တို့ကိုတွေ့တန်းလိုက်ပါ30ရက်နေ့ကောင်းစေးမင်္ဂလာရက်ကောင်းဖြစ်တဲ့လက်ဖွင့်ကံဖွင့်ခြင်းကိုကြုံမယ်အဲ့ဒီမှာမတော်တဆနေလည်းဖြစ်တတ်တယ်မြောက်ရက်သွားစေနေဖြစ်တတ်တယ် နေ့စေနိုင်ခွဲနဲ့ဆက်နိုင်ကြသတိထားရမှာ30တရက်နေ့ကတော့ထူးထူးခြားခြားကောင်းခြင်းကံနဲ့တိုးတက်ခြင်းနေရှိတယ်အရာရာဆင်ပြေခြင်းနှစ်သာရကိုကြုံမယ်ဒီကာလအတော်တွေမှာဇာတာပတိနေဗုဒ္ဓနေငါနေမွေးသူတွေကောက်ကြိုးပေးတယ်တနင်္လာနေ့စောက်ကြနေမွေးသူတွေဒုက္ခပေးတတ်တယ်လေးခုကိုကနန်းကြိုးပေးတယ် အဖြူစိမ့်မိကိုရောင်တို့ကိုသုံးမှအဖြူရောင်ပန်းဖွင့်ဖျားတည်ပြီးတို့ရဆုတောင်းမှဂျေစုတင်ပါလေ